မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ရှေးခေတ်ကောသလတိုင်းရဲ့တွန်းနှက်ကြီးတခုတည်းကိုခဏပြန်သွားကြည့်ကြရအောင်อืมအဲ့ဒီတော့ကောသလတိုင်းမှာတော်တော်လေးကြောင်းစရာအတန်တခုထွက်နေခဲ့တယ်နော်ဟုတ်တယ်အင်္ဂူလီမာလာဆိုတဲ့နာမည်ကြားတာနဲ့ချက်တိထားတယ်ဆိုတော့လို့ပဲသူ့နာမည်ရဲ့ဒေးဗစ်ကလက်ညိုးပန်းကုန်းရှင်ဆိုတော့ 음တူတက်ခဲ့တဲ့လူတွေရဲ့လက်ညိုးတွေနဲ့ပန်းကုန်းလုထားတာဟုတ်ပါလူထောင်တက်မဲ့ဆိုတဲ့ရည်ရွယ်ချက်ကြီးနေဆိုတော့လေအဲ့ဒါတိုင်းသူပြည်သားတွေကအတော်ပဲထိတ်လန့်နေကြတာအပြင်းအောင်မထွက်ရကြဘူးအဲ့ဒီလိုချောင်းမက်ဖွဲ့တရင်ကမြစ်စွာဖျားစီရောက်သွားရောလူတွေကတော့ဝိုင်းသားကြတာပေါ့အန်ဒီရကြီးတယ်ဆိုပြီးဟုတ်ကဲ့ဒါပေမဲ့ဖျားရှင်ကတော့အဲ့ဒီရက်ဆက်မှုတွေရဲ့နောက်ွယ်မှာဟိုလေပြောင်းလဲနိုင်တဲ့ကောင်းမြတ်မှုအစာလေးကိုမြင်တော်မူခဲ့တယ်ဒါကဖျားရှင်ရဲ့ကရုဏာတော်ကြောင့်ပဲနော် အဲ့ဒီမှာတတဝါရီဒုက္ခရောက်နေတာကိုမကြည်ရတဲ့စိတ်ကဲတင်လို့တဲ့စိတ်ရင်းပေါ့ဆိုတော့တပါးတည်းပဲကြောက်တော့ဘူးဆုံးဖြတ်လိုက်တယ်အဲ့ဒီမှာတွေ့ပြီအင်္ဂလိပ်မှာလာကမြတ်စွာဘုရားကိုမြင်တော့အမ်ဒါငါ့ရဲ့နောက်ဆုံးတားကောင်ပဲဆိုပြီးတော့ဟွန်းအာကုန်ပြေးလိုက်တာဒါပေမဲ့ထူးဆန်းတာကဘုရားရှင်ကတာမန်ပဲကြွနေတာဒီဒီငင်ငင်ပဲအင်္ဂလိပ်မှာလာကအရှင်ကုန်လိုက်တာတော့မမီဘူးဒီအာထုံမှုနဲ့ တဟားရဲ့ငင်းချမှုကွာခြားလောက်ကိုပြနေတယ်လို့ပဲဟုတ်တယ်နောက်ဆုံးမောပြီးတော့အင်္ဂလိပ်မာလာကလှမ်းអော်တယ်ရတ်တော်ရတီးဆိုပြီးအိမ်မှာဖျားရှင်ရဲ့အဖြေကသူ့ကိုတုံးလုသွားစေရောဟုတ်ငါဖျားကတော့ရပ်ပြီးသားပါပဲအင်္ဂလိပ်မာလာမရတေးတာကတင်ကိုတိုင်းပါပဲဆိုပြီးမိန်လိုက်တာอืมအင်္ဂလိပ်မာလာကတော့ရုပ်ပိုင်းရတ်တာပဲနားလေတာကိုဆိုတော့ရှုတ်သွားတာပေါ့ဖျားရှင်ဆိုလို့တဲ့ရက်ချင်းကဘာကိုဆိုလို့တာလဲ ဖျားရှင်ကရှင်းပြတယ်ကိုရိုရိုရဲ့ရက်ချင်းဆိုတာကအတတဝါတွေကိုညင်းစေတာတက်ဖြတ်တာမုန်းတီးတာရက်ဆက်တာအဲ့ဒီအာကုတိုတွေကနေအပီးတိုင်ရက်သွားတာ။ဩအင်ဂူလီမာလာကကျတော့အကြမ်းဖက်မှုတွေဒုက္ခတွေရတန်တရာတွေမှာဟိုလေပြင်းနေတုံးပဲဆိုတာကိုထောက်ပြလိုက်တာ။ပြီးတော့မေကွန်ထုတ်လိုက်တယ်။တင်ကိုရိုင်းကဘဲချင်းမှာအမန်တကယ်ရပ်မှာလဲဆိုပြီး 음တဲ့တဲ့အင်္ဂလိပ်မလာအတော်ကတော့ဒါမျိုးဒီလိုကြောက်ရွံ့မှုကင်းပြီးကလုနာနဲ့အမန်တရားဟုပြောတဲ့စကားမျိုးတစ်ခါမှကြုံမှုမှမဟုတ်ဘူးနော်ဘဲကျုံဖူပါမလဲဒီစကားတွေကသူ့ရဲ့မာဂျောနေတဲ့စိတ်ကိုတိုက်ရိုက်ကိုထိမှန်သွားတာအဲ့ဒီမှာသူ့လောက်ရက်ဒီဘလောက်အတိတ်ပဲမဲ့ဒီကြောက်ဖို့ကောင်းလဲဆိုတာရုတ်တရက်သဘောပေါက်သွားတယ်ဟုတ်ကဲ့ချက်ချင်းပဲဟိုကလက်နက်တွေလွတ်ချတယ်မြက်စွာဖျားခြေတော်ရေးမှာဝတ်တွားပြီးတော့ခွင်လွတ်ဖို့လမ်းမှန်ပြဖို့တောင်းမှန်တော့တာပဲ အဲ့ဒီနောက်မှာတော့ဖျားရှင်ကသူ့ကိုယဟန်ခံပေးလိုက်တယ်။တန်ကဖောက်စီတဲ့ကိုလက်ခံလိုက်တာ။ဟုတ်ပါတယ်။အရှင်အင်ဂူလီမာလာဖြစ်သွားပြီ။ဒါပေမဲ့ယဟန်ဘဝအစတော့မချုံးမွေခဲဘူး။ဟုတ်တယ်နော်။စွမ်းခံကြွားရင်အရင်ကသူတတ်ခဲ့ဘူးတဲ့လူတွေရဲ့မိသားစုတွေက음세자소자케인의뽑자네다투룩케레간예어조베고렛뚜이칸야라보다베메아신잉글리마라가 သူကနောင်တတရားရဲ့တီးခံစေရနဲ့ကြံကြံခံခဲ့တယ်။ပြီးတော့တရားဘာဝနာကိုပဲအသေးအတန်အားထုတ်ပြီးစိတ်ကိုတန်ဆင်အောင်ကြိုးစားခဲ့တယ်။အဲ့ဒီလိုကြိုးစားအားထုတ်မှုရဲ့အဆုံးမှာတော့ဟုတ်ကဲ့နောက်ဆုံးမှာအရဟတ်တဖို့ကိုစိုက်တယ်။ယဟန္တာဖြစ်သွားတာပေါ့။ကိလေသာအားလုံးကနေလွတ်မြောက်သွားပြီ။ဒီဇလန်ကတကယ်ကိုဟိုမြတ်စွာဘုရားကိုအရဟံဆိုတဲ့ကုံတော်နဲ့ဘာကြောင့်ခေါ်ရတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတယ်လို့ပဲ။အတိအကျပါပဲ။ အရဟံဆိုတာပူဇော်အထူးကိုခံယူထိုက်တယ်အတွဲအပြင်ယန္တူတွေကိုအောင်မြင်ပြီးတဲ့အရှင်ပေါ့ဒီဖြစ်ပြက်ကဖရာရှင်ရဲ့ကရုဏာတော်ကဘလို့ကြီးမားတယ်လဲလူတိုင်းမှာပြောင်းလဲနိုင်တဲ့အရေးချင်းရှိတယ်ဆိုတာရဲ့တရားဓမ္မရဲ့စွမ်းအားတွေရဲ့ကိုတသက်ပြနေတာဟုတ်ပါတယ်ဘလောက်ပဲဆိုးခဲ့ဆိုးခဲ့ လူတယောက်ရဲ့အတွဲစိတ်ထဲမှာပြုပြင်ပြောင်းလဲနိုင်တဲ့စွမ်းအားကတကယ်ရှိနေတယ်ဆိုတာစဉ်းစားစရာပဲอืมနောက်တစ်ခုကနှဆိုင်တဲ့မေတ္တာတရား ကရုဏာတရားနဲ့တွေးထိလိုက်ရတဲ့အခါလူတယောက်ရဲ့အမြင်နေဘဝတစ်ခုလုံးဘလောက်ထိပြောင်းလဲထွားနိုင်လဲဆိုတာကိုလည်းဒီဇက်လန်းကနေသင်ခန်းစာယူနေတဲ့ပေါ်လို့